ဆရာခင်ဗျားရဲ့ကြောက်ကဝေဒနာရှင်တယောက်ကကြောက်ကဆေးလို့ပြန်ကောင်းနိုင်လားခင်ဗျာကြောက်ကကိုခဏခဏဆေးနေနေအသက်တည်ဆုံးသွားပါကြောင့်လဲပေါ့နော်ဆိုတော့ကျွန်တော်ပြောပြတယ်အမြဲတမ်းပြောပြဒီကြောက်ကဝေဒနာကိုမပေါ့နဲ့မပေါ့နဲ့ဆိုတာပြီးတော့လူတော်တော်များများကလည်းဒီကြောက်ကဆေးတာရဲ့ရည်ရွယ်ချက်ကိုမသိကြဘူးအဲ့တော့ဒီမှာတော့ကြောက်ကဆေးနေနေဘာလို့အသက်ဆုံးရှုံးသွားတာလဲပေါ့အဲ့ဒါကြောင့်ကြောက်ကနဲ့ပတ်သက်လို့ရှိရင်သတိထားတဲ့လက္ခဏာပြောပြမယ်။ကြောက်ကယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။နောက်ပြီးတော့ဒီလိုမျိုးကြောက်ကဆေးတာကဘာလို့ဆေးတာလဲ။ရည်ရွယ်ချက်ကိုပြောပြပေးမယ်။ ဆိုတော့ပထမဆုံးကြောက်ကက်ယောဂကိုယ်မှာရှိနေပြီဆိုရင်စီးလန်းချောင်းနဲ့ပတ်သက်တဲ့ပြဿနာဖြစ်တယ်ကျွန်တော်အများကြီးပြောတယ်ကိုယ့်ရဲ့စီးရောင်ကိုအများကြီးကြည့်စီးရဲစီးရကြည်လားမကြည်ဘူးလားစီးထဲမှာအမုံမွားတွေပါနေလားစီးရဘောနော်ဒီအမြုပ်တွေရမ်းထနေလားအဲ့ဒါတွေကိုအများကြီးကြည့်နော်အဲ့လိုကြည့်လို့ဥမာဗျာကြောက်ကက်ယောဂရှိရဆိုစီးထဲမှာ အသားစလို့ခေါ်တဲ့ protein ဓာတ်တွေပါတတ်တယ်သွေးစလေးတွေပါတတ်တယ်ပြီးလို့ရှိရင်စီးအယောင်ရမ်းရှင်းသွားတာမျိုးတွေဖြစ်တတ်တယ်နော်ဒီလိုမျိုးတွေဖြစ်တယ်အဲ့လိုလက္ခဏာတွေအပြင်ကြောက်ကပ်ဖြစ်တယ်ဆိုလို့ရှိရင်ဖောတတ်တယ်ဒီမျက်လုံးတွေဖောတာမျိုးမျက်နှာကြီးဖောနေရမျိုးခြေောက်တွေဖောတာမျိုးအဲ့လိုမျိုးဖောရောင်တာမျိုးတွေဖြစ်တတ်တယ်အဲ့လိုလက္ခဏာတွေဖြစ်တိုင်းကြောက်ကပ်ကိုသတိထားဟုတ်ပြီနော်ဆိုတော့ဒါဆိုဆရာကြောက်ကပ်ယောဂါတွေကဘယ်နှမျိုးလောက်တောင်ရှိရလဲအများကြီးရှိတယ်ဗျာဒါပေမဲ့အဲ့ဒီထဲကမှတီးတဲ့နာနှမျိုးပဲပြောပြ ဆိုရုတ်တရက်ဖြစ်တဲ့ကြောက်ကက်ယောဂာနဲ့နာတာရှည်ဖြစ်တာအခုဒီမှာကြောက်ကက်စေးရတယ်ဆိုတာက နာတာရှည်ဖြစ်သွားတာနာတာရှည်ကဘာလို့ဖြစ်တယ်လဲဆရာရုတ်တရက်ဖြစ်တဲ့ယောဂာတွေကိုမကုရင်နာတာရှည်ဖြစ်သွားတယ်ဟုတ်ပြီနော်ဆိုတော့နာတာရှည်ယောဂာကိုနာတာရှည်ကြောက်ကက်ယောဂာဆရာဘယ်လိုကုရလဲဒီလိုမျိုးပေါ့ကြောက်ကက်စေးရတယ်ဆိုတော့ကြောက်ကက်စေးရင်ရော နာတာရှည်ယောဂာပြန်ကောင်းပါလားဆရာ စိတ်တော့မကောင်းပါဘူးဗျာပြန်မကောင်းဘူးဗျာကြောက်ကက်စေးတာရဲ့ရည်ရွယ်ချက်ကဒီယောဂပျောက်သွားအောင်ပြန်ကောင်းအောင်လုပ်တာမဟုတ်ဘူး ကြောက်ကန့်စေးတာရဲ့ရည်ရွယ်ချက်ကခမရနာရာရှိယောဂမှာအဆင့်5ဆင့်ရှိအဆင့်1 2 3 4 5ဆိုပြီးတော့ရှိအဆင့်3မှာမှနောက်ထပ်2ဆင့်ထပ်ခွဲထားတယ်အမျိုးပေါ်ပြဆိုတော့ကြောက်ကန့်စေးတာရဲ့ရည်ရွယ်ချက်ကဥမာနာရာရှိအဆင့်3လေးလောက်ဆိုကြောက်ကန့်ကစေးရတော့မှာကြောက်ကန့်စေးတာရဲ့ရည်ရွယ်ချက်ကအဲ့ဒီအဆင့်တွေထပ်ပြီးတော့တိုးမသွားအောင်တားတဲ့သဘောပဲယောဂါပျောက်သွားအောင်လုပ်တာမဟုတ်ဘူးဆိုတော့ကြောက်ကန့်စေးမယ်ဆိုလို့ရှိရင်လူကောင်းတယောက်လိုနေနိုင်လိမ့်မယ်ကြောက်ကန့်မစေးလို့ရှိရင်နာရာရှိကြောက်ကန့်ယောဂါကိုကြောက်ကန့်မစေးရင် ဟို9နှစ်ပဲခံမယ်ဆိုပါစို့ကြောက်ကဆင်းနေမယ်ဆိုလို့ရှင်9နှစ်ဆိုလည်းဟုတ်တယ်10နှစ်ဆိုလည်းဟုတ်တယ်အဲ့လိုမျိုးတတ်တန်းဝင်ဆွဲဆန်တဲ့သဘောပဲဆိုလို့ရှင်နာရာရှင်ယောဂါကိုနာရာရှင်ကြောက်ကယောဂါကိုပြောက်အောင်လုပ်လို့မရဘူးလားမရဘူးစတရားဆိုကြောက်ကဆေးတာပြင်တခြားရောပါရှိသေးတယ်ကြောက်ကလဲလို့ရတယ်ကြောက်ကလဲတာကရောပြန်ကောင်းသွားမှာလား no မကောင်းခုနကကျွန်တော်ပြောသလိုပေါ့နော်ကြောက်ကကနာရာရှင်ဖြစ်နေပြီ9နှစ်ပဲနေရတော့မယ်ကြောက်ကအစ်စ်လဲလိုက်လဲဆို10နှစ်ဆိုလည်းဟုတ်တယ်15နှစ်ဆိုလည်းဟုတ်တယ် အဲ့လိုမျိုးသတ်တမ်းကိုဆွဲဆန်တဲ့သဘောပဲခင်ဗျာနာရာရှိကြောက်ကပ်ဖြစ်ပြီးသွားရင်ဘယ်တော့မှပြန်မကောင်းဘူးเนาะအဲ့ဒါကြောင့်ကြောက်ကပ်ကိုသတိထားမပေါ်ဆောင်နဲ့ဆိုတော့ကြောက်ကပ်ဝေဒနာတဲ့တွေကြောက်ကပ်စိတ်နေနဲ့ဘာလို့အသက်ဆုံးရှုံးသွားတာလဲဆိုတော့အဲ့ဒီနာရာရှိကြောက်ကပ်ယောဂဆိုတာက one way ပဲနောက်ကိုပြန်လဲမလာတော့ဆိုတော့ဟိုဘောเนาะအင်္ဂလိပ်အင်္ဂလိပ်မှာဆိုတော့ရှိတယ်ဟိုဘောเนาะကျွန်တော်တို့စီမှာလို့အဲ့ဒါမျိုးလေးတွေသိရှင်းမပြလို့ယောဂတွေမှာနှစ်မျိုးပဲရှိရခင်ဗျာ curable disease နဲ့ manageable disease လို့ရှိတယ် curable ဆိုတာပျောက်တဲ့ယောဂါကိုယ်ရင်ပျောက်တဲ့ယောဂါဥမာဒီပေါ့နော်တုတ်ကွေးတွေပါလို့ဟာမျိုးပြခင်ဗျားအဲ့ဒါကိုယ်လိုက်ပျောက်သွားမှာအဲ့လိုဟာမျိုးစီလဲချောင်းပိုးဝင်လာလားပိုးသက်စေတော့လဲပျောက်သွားမှာအဆုတ်ရောင်လာလားပိုးသက်စေတော့လဲပျောက်သွားမှာ manageable disease ဆိုတာကမပျောက်ဘူးဥမာဒီလိုမျိုးနာရာရှည်ကြောက်ကက်ယောဂါသွေးတို့လိုစီးချိုတို့အဲ့ဒါတွေက manageable disease ဆေးတွေပါတွေတောက်ပြီးတော့လူကောင်းတယောက်လိုနေလို့ရတယ်ပျောက်တာတော့ပျောက်မှာမဟုတ်ဘူးအဲ့လိုပဲကြောက်ကက်ဆေးတွေဆိုတာလဲလို့သက်တမ်းကိုဆွဲဆန်တဲ့သဘောပဲနော်ဆိုတော့ဒါကတော့ကြောက်ကက် ေဒနာအကြောင်းကြောက်ကဲ့ယောဂါတွေအကြောင်းဖွင့်ပြပေးခဲ့တာပါဒီဗီဒီယိုကနေဘုဒ္ဓရတခုခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဘုဒ္ဓရတခုခုရသွားဆိုလို့ရှင်တော့ like လုပ်ပေးပါအောင်နောက်ပြီးအခြားသူတွေတောင်လည်း share လုပ်ပြီးတော့ဝင်ပြပေးပါအောင်ဒီလိုတဲ့အကြောင်းအရာတွေမေးမြန်းချင်တာရှင် comment မှာဝင်ရအောင်ရွှေသားပေးပါကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ် bye bye